ကောင်းရင်စစ်တမ်းဘီရဲ့ချင်းရီဟိုကတော့ခယူစီရဲ့ပဲခကြရင်ထည့်ပြန်နေလိုက်တာပေါ့ဒီဘက်ကလည်းမထည့်ပြောလိုက်မှာပေါ့နော်ဒီဘက်မှာကျတော့အဲ့ဒါလေးကမှတ်ထားမယ်သွားရင်ထည့်မဲ့အိုက်တမ်လေးတွေကိုစားနေနေတာပြီးတော့ဘယ်လိုပြောရမလဲသူကင်ချီတိတ်နေသူစားနေတာပေါ့နော်အဲ့လိုစားလေးနေတာပေါ့သူကပျော့ကြအောင်ထင်ပါတယ်ဒီတမျိုးချင်းစီကိုသူကင်ချီလိုက်စီနဲ့ကြော်ပါအဲ့ဒါပြီးအားလုံးပြောပြီး ီးယားဆော်လေးနဲ့နေလိုက်လို့ရှိရင်ကိုရီးယားထက်မြက်တယ်ရပါဘူး။ဒီကဆက်တဲ့ပါတော့တော့ရတာပေါ့နော်။သူကသူ့ဆော်ရောနဲ့ဆက်ကြတာလည်းရှိတယ်။ကိုယ်ကြည့်ခါရအသားပဲဆုံးတယ်။ညံ။ကြည့်ခါရအသားမှုပဲရန်စီရတဲ့ဟာလေးတွေကအဖြစ်တတ်တယ်။သူကများတော့အပ်စီကိုရီးယားရဲ့သူကအမေသားတော့မေသားတော့ညံတယ်။အဲဒီကိစ္စကနားဒီရည်ကအားလည်းမှုနေပေါ့နော် တဲ့ငံကြရည်ဖြစ်ဖြစ်ရယ်အမှန်ကိုရယူစီဒေယူစီအနေနဲ့ခဲ့လို့မရှိဘူးနော်ပေါ်ကြိုက်တယ်တောင်းလုံးခဲ့ပါရည်ရယ်ဆိုဒီရဲ့ဆက်မှာဒီတောင်းလုံးလည်းဘာမှမဖြစ်ပါဘူးနည်းမှုမှုလေးတောင်းပါဆက်တောင်းနေတာလေဒါကအသားလေးစစ်စစ်ပြီးသွားတယ်ပေါ့နော်အဲ့လိုလေးသွားရင်ဖိုက်တဲ့တမျိုးချင်းကြီးအမှန်အကုန်ရောကျော်လိုက်လေးရတယ်မမလာဘူးဒီကတမျိုးချင်းကြီးဆိုတာတဲ့ဒီမှာဒီတော့မတော်ပါဘူးဒီကပါဒီပေါ့နော်ပြီးရောမှာ ဖတ်ထဲမှာပုံစံဖတ်ထဲမှာတမျိုးစုစုပြန်ထည့်တာပေါ့ခမင်းထည့်ယူသွားတယ်ဒီနေ့လည်းဝင်းရဲ့နာပေါ့ခမင်းအဲဒီတရားကိုမြှချပြီးတပြည့်စုံကြော်ပေးရတာပေါ့နော်။ဒါဆိုမော်လာဟုတ်ပြီးကြော့ကြသွားတယ်ပေါ့နော်။ဖဲမောင်ဆိုလည်းကြော့ကြသွား။စာရည်တွေပုံနဲ့တိကျဖြတ်ထုတ်လိုက်တော့။တဖာသီးဆိုလည်းအဲ့လိုကြော့ကြသွား။ပြင်စီထဲမှာတပြည့်စုံစီကြော်ပေးရပေါ့နော်။သူကသူတို့ကိုရီးယားတွေကတော့ဂါလစ်ပေါင်တာအပုံနဲ့စားနဲ့ထက်ခဲ့တယ်။ကိုကတော့ညမှာအကြောင်းစားထက်မထည့်တော့။ ကာလစ်ပေါက်တာအမှုန်လေး300 300ပါဘောเนาะတန်းတန်းဒီလေးနဲ့နည်းနည်းပဲလုပ်လိုက်ကြတော့ကလေးရဲ့ကာလစ်ဒီဖယ်လေးနည်းနည်းကဲမထည့်လေးရပြဿနာမရှိဘူးကာလေးကຫມိုလေးပေါ့เนาะသူတို့ကຫມိုတော့ထည့်လေးတော့မရှိဘူးနဲ့ထင်တာပဲပေါ့เนาะမတွေ့မိဘူးဘာမဲ့ကြိုက်လို့ထည့်တာပေါ့เนาะကောင်းတော့ကြိုက်လို့ထည့်တယ်ကြိုက်လို့ထည့်တာပေါ့เนาะ ဲ့ထားတာငါသိတော့မဟုတ်ဘူး။ဆက်ဖတ်နေနေနေရဆိုတော့။နံအစီလေးထည့်လိုက်မယ်နော်။အော်ပင်ပတ်လုပ်ဖို့အတွက်အကုန်လုံး ready ပေါ့နော်။အမလောအဖြူရဲ့အနေနဲ့ပဲပမော်ရဲ့သခွတိရဲ့မှုရဲ့အကောင်လေးချက်ထားရရဲ့အစင်းကြီးကကိုကျွတ်ကျော်စားကြအောင်ပြောတယ်မှာထမင်းလေးပေါ့ကြောက်အိုးလေးနဲ့တကယ်ကိုကိုရီးယားဆိုင်နေမှာလို့တော်လို့မြင်တယ် ချက်ထားတဲ့အမဲသားအနှစ်လေးပေါ့နော်အဲ့ဒါလေးအရင်ထည့်လိုက်တယ်ကြောက်ဦးလေးတွေပြီးပြန်တဲမှာပေါ့နော်ကြောက်ဦးလေးပုတ်ပူလေးရှူ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 လာရှူ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 အဲ့လိုလေးလုံမယ်ပေါ့နော်လက်ကြီးကလောက်တာတော့ဆော့တီပါလက်ကစီတာချက်ပဲဟဲမဲ့ချက်တော့မယ်ကုတ်မကြီးတော့ပဲမောင်လေးထည့်တယ်သခွားသီးလေးလည်းကြော်ထားတယ်တက်ကြီးလာတော့လေ အကြိုက်ကြီးပြောင်းလာငယ်ငယ်တော့ဆိုလို့ရှင်ဟင်းချဲတာတိတ်မကြိုက်ဘူးမကြိုက်ဘူးဆိုတော့လည်းမလုပ်ကြည့်ရလဲပါမှာပေါ့နော်မဟုတ်တော့ပဲလုပ်တာပေါ့ကြည်လာတော့ဟင်းချဲတာတိတ်တယ်ကိုကိုချက်တဲ့လူတွေကိုချက်ကျွေးရလဲသဘောကျတယ်မိဘတွေလာရင်လည်းချက်ကျွေးတယ်ဝယ်စားလို့တော့ရတာပေါ့နော်ပတ်စံပြင်တော့ဝယ်စားလို့ရတယ်ဖီလင်မတူဘူးပေါ့နော်ကိုယ်ကိုယ်တိုင်လုပ်ပြီးရတဲ့အရာသာနဲ့စေတနာတွေမြတ်တိုင်နဲ့ပေါ့အဲ့လိုပုံသဘောကျတာပေါ့နော်อืม ကဲအောင်ပြီးတော့ပြီဆိုလို့ရှိရင်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီကျဥ်လေးကိုပေါ့နော်ဒီလိုလေးပေါ့နော်သူကလုံးဝလုံးဝအကာမပါအောင်ပေါ့နော်အမေတို့အလဲမထည့်တာပေါ့နော်အေးမာဒီနားပဲလွတ်တော်လို့ဒီနားလေးကိုပဲထည့်လိုက်တော့မယ်ဟုတ်ကဲ့ဟင်းအပီတော့ရင်မီလေးဖွင့်လိုက်မရှိ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 ဆိုတော့အဲ့အိုးမကန်အောင်မနှမ်းစီလေးထည့်ရတာပေါ့နှမ်းစီအမှန်ထည့်ရတာပေါ့နော်အဲဟိုအိုးလေးပပတ်လေးဟိုပြီးတော့ထမင်းရဟိမဆူရှိဆန်လေးတုံးလိုက်ဆူရှိဆန်လေးက ဆားရတာစစ်စစ်လေးနဲ့မှလို့အဲဒါလေးကပေပမောင်လေးရယ်အကုန်လုံးကတမျိုးစီကိုစားနေနေပြီးတော့အရင်ညှက်ထားရယ်ပြီးတော့စားနေနေပြီးအရင်ညှက်ပြီးမှတမျိုးချင်းစီကိုဆစ်ရှိတဲ့စီပြင်ကြော်ရတာပေါ့နော်။ Okay ကြော်ရဲဆိုတော့အညီကံပါပဲ။ Okay ဘူးတိုက်ထားရုံပဲပေါ့ပျော့သွားအောင်သူ့လိုကောင်းပေပမောင်ရယ်မလောင်းနေရယ်တခွက်တိရယ်မလောင်းအဖြူရယ်မှုရယ်ပေါ့နော်။ဟိုကြိုက်တာထဲလို့ရတာပေါ့နော်။အိမ်မှာရှိရလေးထည့်လိုက်တယ်ပြီးတော့အသားကတော့အသက်ပဲ။ သေချာမရီနိတဖောက်ပဲငံပြာကြီးအနောက်ကောအကြည်ရောခယူးစီရောကျွတ်တော်နီရငရုတ်ကောင်းရဲအဲ့ဒါနဲ့နှမွေဟိုကြော်ရတာပေါ့နော်တန်လွင်စီလေးနဲ့မကတ်တဲ့အိုးလီထဲမှာဖြစ်ဖြစ်ဒီမီအေးအေးလေးနဲ့ကြော်ထားတာပေါ့ရပါပြီရှင်တန်လိုက်တော့မယ်နော်အဲ့ဆိုအဲ့ဆိုရှင်မီလေးတောက်လိုက်ပါအောင်မေးဒီလိုရတော့တိတ်တော့မလာဘူး ဒီတစ်ခုကျန်ခဲ့တာအဲ့ဒါလေးကဒီ kimchi sauce လေးပေါ့နော်ဒီမှာအဲ့ပင်ပတ်လို့လို့ရှိရင်ဒီပင်ပတ်လို့လို့ရှိရင်ဒီမှာပြီးပင်ပတ်ပေါ့နော်အဲ့လိုလို့ရှိရင်သုံးတဲ့ sauce ပေါ့နော်သူကအသက်ပေါ့နော်စိုင်းဒီမှာတော့ဆောင်းလို့ရှိရင်သူရတာနဲ့မှအရင်ကကောင်းတာပေါ့နော်မနေ့နေ့လေးညှက်ထဲလာရအောင်မညတာပန်းချင်းရပန်းနေရပေါ့နော်အေးအဲ့ဆိုရင်တော့ဒီတော့မြန်မာနိုင်ငံမှာတော့မြန်မာပလာဇာမှာတော်တော်ဆရာပါတော့အဲ့ကြောက်ဦးထမင်း ကကိုလုံနာနေမယ်လို့တခါမှမတွေးဘူးပေါ့အဲ့ဒီတော့အထီကိုအခုဒီရောက်တဲ့အခါကျတော့ဘာပဲစာချင်းစာချင်းအကုန်ပုတ်ဖို့လို့တော့အာဟင်းချက်အာပြောပြောမယ်ဆိုရင် program ရေးတယ်လို့ပဲ programming ဆိုတာလဲ kind of app cooking ကလဲ kind of app ပဲပေါ့နော်လက်ညက်ပတ်ညာ kind of app အကလုံးအမှုပညာပေါ့နော်အဲ့လိုပြင်ဆင်ရတာသဘောကျရတယ်ပေါ့နော်ဘယ်ဆိုတဲထားလိုက်ပြီးမီးလေးနဲ့ညှိထားပေါ့ယောက်ျားလာလို့ရှင်သူစားဖို့ွက်တိပေါ့နော်ပြင်ကိုအတွက်ကကြတော့

တော့ကိုယ်လည်း very hot I'm way to don't turn it ကြောက်ဦးဆိုတော့ပူထိန်းလာတာပေါ့နော်ဒေလီလာတဲ့အချိန်မှာလို့ရှိရင်ပူပူလေးစားလို့ရကိုရီးယားဆန်တာလားဂျပန်ဆန်တာလားတော့မသိသင်တာတော့ဟုတ်ကလေး